တ်သီလဆောင်ခြင်းအတိတ်ပဲဥပုပ်သီလဆောက်တည်ကြမဲ့သူများအတွက်ဥပုပ်ဆောင်ခြင်းရဲ့အကျိုးနဲ့အတိတ်ပဲကိုသိထားခြင်းကပိုကောင်းပါလိမ့်မယ်မဟုတ်လားဥပုပ်ဆိုဒီမှာမြည်သည်နီဥပုပ်ဟူသောစကားလုံးကပါဠိဘာသာဥပောတထမှာလာခြင်းဖြစ်တဲ့ဥပုပ်ဆောင်ခြင်းဆိုတာက ဥပအပောင်ဝတ္တထဆိုပြီးပုတ်ခွဲဖြစ်တဲ့ဥပညစာမစားခြင်းဝတ္တထနေခြင်းညစာမစားခြင်း သူ့အတံမတက်ချင်းစသောအင်္ဂါ၈ပါးနှင့်ပြည့်စုံသောတီလာကိုခံယူဆောက်တည်၍ဖျားကုံသောတရားကုံသောစသောအာယုံများကိုအာယုံပြုကဘာဝနာပွားလျက်အကုသိုလ်စိတ်များမဖြစ်စေဘဲစိတ်စင်ကြယ်အောင်ဆောင်စည်းနေထိုင်မှုကိုခေါ်ဆိုခြင်းဖြစ်တယ်။ဥပုပ်ဆောင်ရာမှာ၈ပါးတီလာနှင့်အထက်တီလာဆောင်ထင်းခြင်းဖြစ်ပါတယ်။ဥပုပ်နှင့်တီလာတို့မှာအနက်အဓိပ္ပာယ်တသက်စီပါတီလာဆိုတာကိုခြင်းတရားကောင်းမွန်ခြင်းကိုဆိုလိုတယ်။ကိုနှုတ်နှစ်ပါးလုံးလုံးရတယ်။ဥပုပ်ဆိုတာကအာယုံလုံးမှရတယ်။ ဥပုပ်ဆောင်တဲ့ရရင်အာယုံနောက်စိတ်ပါမသွားအောင်တတိနဲ့မှတ်ရပါတယ်။ဥပုပ်တီလာဆောင်ခြင်းမှာဆောင်နေဆိုတာအဲ့ဒီကိုချင်းတီလာတွေကိုထိမ့်သိမ့်တာမကျိုးမပေါ့မပြောင်မကြားရအောင်ထိမ့်သိမ့်ဆောက်ရှောက်တာဒီလိုအတိတ်ပဲရတယ်။နာမည်အားဖြင့်ဥပုပ်တီလာဆောင်နေလို့ဆိုပေမဲ့အနှစ်သာရပိုင်းကွာခြားသွားလို့ရှိရင်အကျိုးပေးခြင်းကလည်းကွာခြားသွားနိုင်တယ်။ဒီတော့နည်းနည်းအချိန်မှာရှစ်ပါးတီလာကိုခံယူဆောက်တည်လိုက်ကြတယ်။ဆောက်တည်ရဲဆိုတာဒီအတိုင်းလိုက်နာမယ်လို့စိတ်ကိုဒုံဒုံချပြီးတော့သတ်မှတ်တာ။ ဒီကနေ့ဒီရက်မှာဒီအင်္ဂါရှိပါအတိုင်းဒီစည်းကမ်းချက်အတိုင်းငါလိုက်နာမယ်လို့ကိုကိုကိုစည်းကမ်းချပြီးတော့ကိုနှုတ်နှလုံးသုံးပါလုံးချုပ်တီးပြီးတော့ဆောင်းစည်းတဲ့သဘောဖြစ်တယ်။အဓိကအဖြစ်ကာယကံနဲ့ဝစီကံနှစ်ခုကိုထိမ့်သိမ်းဆောင်းလျှောက်တဲ့သဘောပါ။ဘာဖြစ်လို့ဒီလိုလုပ်ရတော့ဆိုတော့ကာယကံမှုဝစီကံမှုဆိုတာတာမန်အဖြစ်နေလိုက်လို့ရှိရင်လွယ်လွယ်ကူကူနဲ့ကျူးလွန်မိတတ်ကြတယ်။အဲဒီလွယ်လွယ်ကူကူနဲ့ကျူးလွန်မိတတ်တာတွေကိုမကျူးလွန်ရအောင်လို့စီကံချပြီးတော့ထိမ့်သိမ်းဆောင်းလျှောက်ပြီးတော့နေတာမျိုးဒီလိုဆိုလိုတော့ ဥပုပ်တီလာဆောင်းသုံးခြင်းရဲ့ရည်ရွယ်ချက်ကတော့လောဘတွေရောကြဖို့ဒေါသတွေရောကြဖို့မောဟတွေရောကြဖို့ဆိုလိုတာကအကုသိုလ်တွေရောနေသွားပြီးတော့ကုသိုလ်ဘက်ကတိုးပွားအောင်အကျင့်တရားတစ်ခုကိုဒီနေ့ဒီရက်အချိန်ကန့်သက်ပြီးတော့ဆောင်းသုံးကြတာအဲ့လိုဆောင်းသုံးတဲ့ဥပုပ်ရဲ့အကျိုးကလည်းပဲအင်မတန်မှကြီးမားလှပါတယ်မှန်မှန်ကန်ကန်ဆောင်းသုံးလို့ရှိရင်ရရှိအပ်တဲ့အကျိုးကအင်မတန်မှကြီးမားတယ်ဒါကြောင့်မို့မှန်ကန်တဲ့နည်းလမ်းနဲ့အတိတ်ပဲရှိရှိဥပုပ်ဆောင်တတ်ဖို့ပိုရေးကြည့်ပါတယ် ဥပုပ်တီလာဆောင်နေဆိုပြီးတော့မှန်ကန်တဲ့ရည်ရွယ်ချက်တွေမရှိဘူးဆိုရင်အဲ့ဒီဥပုပ်ဆောင်ခြင်းရဲ့အကျိုးဟာများစွာရမှာမဟုတ်ပါဘူး။ဒါကြောင့်မိမိဆောင်တဲ့ဥပုပ်တီလာကိုကုသိုလ်အထူးရရှိဖို့မှန်ကန်တဲ့နည်းမှန်ကန်တဲ့ဆောင်ထိန်မှုနဲ့ဖြစ်ကြပါစေလို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။ဟုတ်ကဲ့ပါရှင်။ကျမတို့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြည်ပြီးစင်ကျင်သုံးသက်ကကုသိုလ်အထူးရကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။